ော့အဝတ်လျှော်မယ်ဆိုလို့ရှိရင်အာလျှော်တဲ့အဝတ်တွေပေါ့နော်လျှော်မယ့်အဝတ်တွေကို laundry လို့ဆိုတယ်ဒါဆိုလျှော်မယ့်အဝတ်တွေထည့်ထားတဲ့ဒီချင်းကို laundry basket လို့ခေါ်တယ်ဒါဆိုတော့အဝတ်တွေလျှော်တာမျိုးကိုအာ wash the clothes လို့လည်းသုံးတယ်နောက်တစ်ခါ do the laundry လို့လည်းသုံးတယ်နော်နှစ်မျိုးသုံးလို့ရတယ်အဲဆိုလို့ရှိရင်အဝတ်လျှော်တာကို wash the clothes တမမို့ do the laundry ော့ရှော့ပြီးတော့အဝတ်တွေကိုလှမ်းတာမျိုးကိုဂျိတ်နဲ့ချိတ်ပြီးလှမ်းတာမျိုးကိုအဝတ်နိုင်တယ်ဆိုတော့ hang the clothes ဒါမှမဟုတ် dry the clothes နှစ်မျိုးသုံးလို့ရတယ်နော်အဲ့တော့အခုမိုးရေရွာနေတဲ့ခါကျတော့နှမ်းထားတဲ့အဝတ်တွေကိုပြန်ရုပ်တောင်းတယ်နော်ရုပ်တောင်းကို take the clothes back လို့ပြောတယ် take the clothes back အဲ့တော့80တွေချက်ပြီးလို့ဆိုရင်ရုပ်ပြီးရဲ့အခါမျိုးမှာ80တွေကိုခောက်တာပေါ့နော် ခောက်တယ်ဆိုလို့ရှိရင်ခောက်တာကို for the close လို့တောင်းလို့ for အဲ့တော့ for the close ဘဝိခောက်တယ်ဒါကတော့ဒီလိုဖုန်းလို့ပဲနေမိဘတိုင်းပဲပေါ့နော်မိဘတိုက်တယ်ဆိုလို့ရှိရင်တော့ဒါဒီမိဘနဲ့အာပလက်ဖုန်းပြောမှာတိုက်တာမျိုးကို I own the close လို့တော့မယ်နော်မိဘတိုက်ပြီဆိုရင် I own the close Okay ဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကနေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge လေးတွေအနည်းငယ်ရသွားမယ်လို့ထင်ပါတယ်။အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုသင်ယူပြီးတော့ကိုပြောချင်တဲ့စကားပြောစာကြောင်းတွေကိုကိုလိုချင်သလိုကိုလိုအပ်သလိုပြောနိုင်အောင်လေ့ကျင့်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။